အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့919 channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ကျမဒီနေ့တင်ဆက်ဖက်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့တာမညတောင်ဆရာတော်ကြီးနဲ့ဒေါံဆန်းစုကြည်ဆိုတဲ့ဆောင်းပါးလေးအကြောင်းကိုဘူဒ္ဓရပွဲတင်ဆက်ဖက်ပြပေးခြင်းတာပဲဖြစ်ပါတယ်ရှင်ဆရာကြီးဥတည်ညွရဲ့စာအုပ်မှပြန်လည်ကူးယူပြီးဖက်ပြပေးခြင်းပဲဖြစ်ပါတယ် မေတ္တာဆိုသည်မှာထောင်ဆန်းစုကြည်အတွက်အလေးထားဆုံးခံယူချက်သဘောထားဖြစ်သည်သူအနေဖြင့်နေအကျေကျဘဝနှင့်နေရစဉ်ကလည်းထိုအကြောင်းများကိုရေးသားခဲ့ဘူးသည် သူမအတွက်မေတ္တာတရားဖြင့်အောင်မြင်ခဲ့ပုံများကို Letter from Burma ဆိုသည့်စာအုပ်၏ပထမဆုံးအခန်းလေးခန်းတွင်ဖော်ထုတ်ရေးသားခဲ့သည် ထို့ကြောင့်နေပတ်သက်ပြီး1995ခုနှစ်အောက်တိုဘာလ၄ရက်နေ့တွင်တာမညတောင်ဆရာတော်ဘုရားကြီးထံတွားရောက်ဖူးမြော်ခဲ့ပုံတွင်ဖော်ပြထားသည်ဆရာတော်သည်ဖအံတောင်တွင်2003ခုနှစ်ကြံလွန်တော်မူချိန်အထိနေထိုင်သွားခဲ့သည်ဒေါံဆန်းစုကြည်သည်1995ခုနှစ်တွင်နေအကျဲကျုံမှလွတ်မြောက်သည်နှင့်တာမညဆရာတော်ကြီးထံတွားရောက်ဖူးမြော်ခဲ့သည်ဒုတိယအကြိမ်မြောက်နေအကျဲကျုံဖြင့်လူစင်ကလည်းခိတ္တာတွားရောက်ခဲ့သေးသည်မမျော်လင့်မဲဆရာတော်ကြီးထံတွားရောက်ဖူးမြော်ခဲ့ခြင်းသည်စစ်အာဏာရှင်နှင့် NLD တို့ကြားတွင်စိတ် တဲ့ရေရာတိုက်ပွဲကြီးတစ်ခုကဲ့သို့ဖြစ်သွားခဲ့ရကြောင်းတွေ့ရသည်ဆရာတော်ကြီးကဝမ်းမြောက်ကြွနဲ့စွာတောင်ဆန်းစုကြည်ကိုလက်ခံပြလိုက်ခြင်းမှာစစ်အာဏာရှင်များအဖို့အနှဲငယ်အောင်သီးအောက်သက်ဖြစ်ခဲ့ရလေသည် ဆရာတော်ကြီးနေထိုင်သည့်တောင်ကျောတဝိုက်တွင်ကရင်ဒုက္ခသည်ပေါင်း၄၀၀ကျော်ခန့်ရှိသည်ထိုဒေသသည်1948ခုနှစ်ခန့်ကတည်းကအစိုးရထိန်းချုပ်ထားနိုင်သည့်နေမြေတစ်ခုဟုအပြည့်အဝမပြောနိုင်သည့်နေရာတစ်နေရာလည်းဖြစ်သည်တမညာတရောင်တဝိုက်သည်ကရင်စစ်ပြေးဒုက္ခသည်များနားခိုရာနေရာတနာဖြစ်လာသည်ဆရာတော်နေထိုင်သည့်ဒေသတဝိုက်တွင်နှစ်ဖက်စစ်တပ်များဝင်ရောက်နှောက်ယှက်ခြင်းမပြုကြသောကြောင့်ငြိမ်းချမ်းသည့်ဒေသဖြစ်နေပြန်သည်တမညာတော်ဆရာတော်ကြီးသည်ပို့အိုတိုင်းသားဖြစ်ပြီးမြန်မာနိုင်ငံရှိဗုဒ္ဓဘာသာဝင်များအလွန်အလေး းမြတ်ထားကိုးကွယ်ခြင်းခံရသောဆရာတော်ကြီးလည်းဖြစ်သည်1993ခုနှစ်ခန့်တွင်ရခင်ဦးဝီနေယဆိုတဲ့ဘွဲ့အမိမှတမညာတောင်ဆရာတော်အဖြစ်တကူးကြီးလာခဲ့သည် ဖအန်သူရောက်လျင်ဆရာတော်ကြီးနေထိုင်သည့်တောင်ကျောစီသို့ရောက်ရန်ဖက်စကားကိုနောက်ထပ်တနားရီခန့်စီးရသည်သည့်ဆရာတော်နေထိုင်သည့်တောင်ကျောတဝိုက်တွင်မိသားစု9000ခန့်ရှိပြီးသူတို့အားလုံးကိုဆရာတော်ကထမင်းချွေးထားသည်ဟုဆိုရမည်ဆရာတော်ကျောင်းတွင်ရင်ပေါင်း22စီးခန့်ရှိသည့်အများစုမှာဆောက်လုပ်ရေးလုပ်ငန်းများလှုပ်ဆောင်သည့်ကားကြီးများဖြစ်သည့်ထိုဒေသတဝိုက်တွင်လမ်းပြင်ရန်နှင့်အခြားဆောက်လုပ်ရေးလုပ်ငန်းများကိုလှုပ်ဆောင်ရန်ဖြစ်သည့်တာမညဆရာတော်ကြီး၏အဓိကထူးခြားထင်ရှားသောဝိသေသမှာမြစ်တာတရားပင်ဖြစ်သည့်မြန်မာ ိုင်ငံဒေသအသီးသီးမှလာရောက်ကြသူများကလည်းဆရာတော်ဤမြစ်တာကိုခံယူကြရန်သာဖြစ်သည် ဆီယာရော်ဟန်လာရောက်နေကြသည့်လူများစုမှာဆင်းရဲမွေးတည်သည့်ပြဿနာများကိုရင်ဆိုင်နေရသောကြောင့်ဒို့မဟုတ်စစ်ပေးကြောင့်လွတ်မြောက်ရာလွတ်မြောက်ကြောင်းကိုလာနေကြခြင်းလည်းဖြစ်နိုင်သည်ဆီယာရော်ဤမြစ်တာရေးတွင်ခုံလုံလိုက်ခြင်းဖြင့်ငြိမ်းချမ်းသည်ဟုယူဆသောကြောင့်လည်းဖြစ်နိုင်ပါသည်ဆီယာရော်ထံလာရောက်နေထိုင်ကြသည့်မိဘမဲ့ကလေးပေါင်းများစွာရှိသည်သူတို့သည်မိဘများကစွန့်ပစ်ထားခြင်းခံရသူများဖြစ်နိုင်သလိုစားရမဲ့တောက်ရမဲ့ဘဝရောက်နေသောကြောင့်လည်းဆီယာရော်ဤအရေးအာဝါဒတွင်ခုံလုံပြီးတော့နေထိုင်ကြခြင်းလည်းဖြစ်နိုင်ပါသည်ဆီယာရော် ြစ်တာကြောင့်သူတို့ဤနေရာတွင်ထမင်းမငတ်နိုင်မီစီးပွားရေးအလွန်ကြက်တန်းနေသည့်ကာလတွင်ဤတောင်ကြားတဝိုက်တွင်လှူဒန်းသူများကျွေးမွေးသူများနှင့်စီကားနေခြင်းမှာထူးခြားလာသည်ဟုဆိုရမည်စစ်အာဏာရှင်များသည်သူတို့အာဏာရပြီးနောက်ဆရာတော်ကြီးအပန်းဆန်ခန်းကိုရန်ကုန်မြို့တော်သို့မကြာခဏပင့်ဖိတ်ပြီးသူတို့အာဏာတည်မြဲရေးအတွက်စီယုံရေးအတွင်လှုံ့ဆော်လေးရှိကြသည် သူတို့ဒီတာမညဆရာတော်ကြီးကိုလည်းရန်ကုန်သို့ပင့်ပြီးသူတို့ဩစာတက်ရန်ကြံဖန်ကြတော်လဲဆရာတော်ကြီးသည်စစ်ကောင်းဆောင်များ၏ပင့်မိမှုကိုလက်မခံယုံမြမကရန်ကုန်သို့လည်းမကြွခဲ့ပြီလူများကဆရာတော်ကြီးကိုယဟန္တာဟုသမုတ်ကြသည်ရှေးမင်းဆက်ခေတ်ကရှင်ရဟန်းနှင့်နိုင်လီရှိကြသည်စစ်အာဏာရှင်တို့ဆရာတော်ရန်ကုန်သို့ကြွစီလိုခြင်းမှာသာသနာပြုမင်းကောင်းမင်းမြတ်ထံရှင်ရဟန်းကြွလာပြီးနောက်တိုင်းပြည်ကြီးလည်းတာယာဝါပြောမင်းသားသက်ဆံလဲတွေးမြင်လာစဉ်ဖြစ်သည်ဆရာတော်သည်တာမန်ဗုဒ္ဓဘာသာယဟန်းတပါ ါးအသွင်ဖြင့်အယိုးသားဆုံးနေထိုင်တော့လဲတာမညတောင်ကိုရောက်လာသူတိုင်းကမှဝိဇ္ဇာတစ်ပါးဟုမှတ်ယူကာကြီးညိုကိုးကွယ်သူများလည်းရှိကြပါသည်ဗုဒ္ဓဘာသာဝင်ရဟန်းများတွင်တမထအားကောင်းစေရန်ဟုဆိုကာတတက်လွတ်စားသူများရှိကြသည်။တမညတော်တမညတော်ဆရာတော်ကြီးသည်တတက်လွတ်သမားဖြစ်သည့်အလားတူတမညတောင်တွင်နေထိုင်ကြသူများလည်းတတက်လွတ်စားသူများဖြစ်ကြသည်။တမညတောင်ကျော်တဝိုက်တွင်အသားများရောင်းချခြင်းမပြုကြပဲဟင်းသီးဟိရွက်များသာရောင်းချလေရှိကြသည်။ ဖျားဘူးလာရောက်သူများလည်းဤတောင်ကျောတဝိုက်တွင်တသက်လွတ်တာစားကြသည်ဆရာတော်ကြီးကြောင်းတွင်လည်းလာသမျှဖျားဘူးအလုံးကိုတသက်လွတ်ထမင်းဟင်းများသာချက်ကျွေးလိရှိကြပါသည် မေတ္တာကိုအချိန်ခံကတတ္တဝါများအပေါ်တနာသဖြင့်အတ္တမတ္တအတ္တမစသည့်ဆရာတော်ဤမေတ္တာသည်အလုံးပေါ်လွှမ်းခြုံပြီးအေဂျင့်သည့်နေရာတနေရာဟုဆိုရမည်နေ့စဉ်တမညာတောင်သို့နိုင်ငံအနှံ့မှဖူးမြော်ရရောက်လာသူများကိုဆန်တင်းတရားခန့်ချက်ကတတ်တက်လုံးဟင်းများဖြင့်ကြွေးထားနိုင်သည့်ဆရာတော်ဤဆွမ်းအားမှထူးခြားလာသည်ထို့ပြင်ဆရာတော်ကြီးသည်ဖန်အံမှကော့ကရိတ်အထိ68မိုင်ရှိသောလမ်းကိုကတ္တရာခင်းပေးခြင်းလမ်းတရာအစင်းပေါင်း90ခန့်ကိုမိမိတို့ဦးထဲကဆောက်လုပ်ပေးခြင်းများကိုလည်းပြုလုပ်ပေးခဲ့သည် ဆရာတော်ကြီးထံဒေါအောင်ဆန်းစုကြည်လာရောက်ဖူးတွေ့တယ်လို့ထိုစဉ်နဝတအဖွဲ့မှစစ်ကောင်းဆောင်တဦးဖြစ်သူဘိုးချုပ်ခင်ညွန်လည်းလာရောက်ဖူးတွေ့ဘူးသည်ဆရာတော်ဤသဘောထားနှင့်ပတ်သက်ပြီးစစ်ကောင်းဆောင်များအလွန်အရှက်ရခဲ့ကြသည်ကြီးဖြစ်သည်ဘွယ်တူးကုံလူများဖြင့်ကြီးမြောက်တော်လည်းမခံယူအားလုံးကိုလိလူရှုခဲ့သည်ဆရာတော်ကြီးသည်စစ်ဘိုးချုပ်များကရန်ကုန်သို့ပြေဖိတ်လည်းမလာခဲ့ပြီးနောက်ဆုံးနာမကျန်းဖြစ်သည့်ဖြင့်ရန်ကုန်သို့ဆင်းပြီးစေကူတမှုခံယူခဲ့ရသည်ထို့သောစေကူတမှုခံယူရာတွင်လည်းဘိုးချုပ်ခင်ညွန်ကအတင်းအဓမ္မစီဖို့များကြားခံသည်ဆိုကာနမေကောင်းဝင်ခဲ့သည် ်ဆရာတော်ကြီးဒီကျမ်းမာလာတော့အခါဘူဂျုံများပင်ဒီကိုမကြွဘဲဒေါအောင်ဆန်းစုကြည်အိမ်ကိုကြွားရောက်ခဲ့တော့ကြောင့်လဲစစ်ကောင်းဆောင်များအရှက်ရခဲ့ကြသည် ဘိုးချုပ်ခင်ညွန့်သည်တာမညတောင်သို့လာရောက်ခဲ့သည်သူသည်တောင်ပေါ်သို့တက်လာပြီးဆရာတော်ကြီးကိုဖူးတွေ့ခဲ့ရသည်ဆရာတော်ကြီးကသူ့ကိုခီးဦးချုပ်ပြုခြင်းလည်းမပြုဖိတ်ခေါ်ခြင်းလည်းမပြုခဲ့ပေတောင်ဆန်းစုကြည်သည်ဆရာတော်ကြီးကိုလာရောက်ဖူးတွေ့စဉ်ကဆရာတော်ကြီးကိုယ်တိုင်တောင်အောက်သို့ကြွလာပြီးတွေ့ဆုံခဲ့သည့်အပြင်နောက်လန်းလာရန်မိန့်ကြားတော်မူခဲ့သည်ဘိုးချုပ်ခင်ညွန့်ကဆရာတော်ကြီးကိုဖင်ကားတစီလှူသည်ဆရာတော်ကြီးကယဟန်းမြသည်ကားမလို့ဟုဆိုကာပြန်ယူသွားခိုင်းခဲ့သည်ဆရာတော်ကြီးသည်တောင်ဆန်းစုကြည်နှင့်တွေ့ဆုံခြင်းကပြုံးရင်ရှင်မိုးကပွင့်ပွင့်လင်းလင်းစကားရ တွေပြောသည်ဘူချုပ်ခင်ညွန့်ကိုမူဆုံးမစကားသာပြောကြတော်မူခဲ့သည်ဆရာတော်ကြီးကဘူချုပ်ခင်ညွန့်ကိုဥပစိမရှိရင်မင်းလည်းမရှိတော့ပါဘူးဟုဆုံးမလိုက်ကြောင်းအနည်းရှိသူများကပြောကြသည်ဆရာတော်ပြင်လွင်တော်မူပြီးတနေ့မပြည့်မီအချိန်တွင်ဘူချုပ်ခင်ညွန့်ရာထူးမှအဖေခံလိုက်ရကနေအိမ်ကျဲကျုံးဖြင့်နေခဲ့ရပါသည် ပို့ချုပ်ကင်ညိုဆရာတော်ထင်လာစဉ်ကဆရာတော်ကြီးသည်သူနှင့်အတူဓမ္မုံရိုက်ခွင့်မပေးခဲ့ပြီးဒေါံဆန်းစုကြည်ကိုမူအတူဓမ္မုံရိုက်ခွင့်ပေးခဲ့ကြောင်းတွေ့ရပါသည်ပို့ချုပ်ကင်ညွန့်ကိုဆရာတော်ကြီးပေးတွေ့ချိန်မှာသူလိုငါလိုဖူးတွေ့ချိန်တိုင်းသာခိတ္တမြသာဖြစ်သည်ဒေါံဆန်းစုကြည်နှင့်ဆရာတော်ကြီးတွေ့ချိန်မှာတနာရီခန့်ကြာမြင့်ခဲ့သည်ပို့ချုပ်ကင်ညွန့်သည်ဆရာတော်ကြီးကိုဖူးတွေ့ပြီးပြန်ရန်ကားပေါ်တက်လာသည့်အခါတွင်ကားသည်ဆက်နိုးမရဖြစ်နေသည်သူကကားပေါ်မှဆင်းလာပြီးဆရာတော်ကြီးထံပြန်လာကဥခိုက်ပြီးထို့အကြောင်းကိုပြောပြသည်ဆရာတော်ကြီးကဒေါသကိုထင်းရင်အလိုလိုပြန်ကုန်းသွားမည် ည်ဟုပြောလိုက်သည် နောက်တစ်ချိန်ကားပေါ်တက်ပြီးဆက်နိုးမှရာသွားသည်2003ခုနှစ်ကဒေါင်ဆန်းစုကြည်ကိုဇရာတော်ကြီးကရှေ့လဲမတိုးနဲ့နောက်လဲမဆုံနဲ့ဟုမိန့်တော်မူခဲ့သည်ဒီပဲရင်တို့ဒေါင်ဆန်းစုကြည်စီယုံကြီးခွေးတက်သည့်အခါတွင်လောက်ချံတိုက်ခတ်ခြင်းခံရသည်ဇရာတော်ကြီးပြန်လည်တော်မူသည့်အခါတွင်ရုပ်လောင်းကိုအာရမလာပြီးယူဆောင်သွားခြင်းခံလိုက်ရသည်မိသည့်အဖွဲ့အစည်းမိသူတို့လာရောက်ယူဆောင်သွားခြင်းဖြစ်ကြောင်းယနေ့တိုင်လက်တယ်မပေါ်ခဲ့ပေ2003ခုနှစ်တွင်ပြန်လည်တော်မူခဲ့သောဇရာတော်ကြီးရုပ်လောင်းကိုတာမညကျောင်းတွင်ထားခြင်းလက်နက်ကင်လူတို့သူတို့သည် Toyota ကားဖြင့်ရောက် လာပြီးအာရမလူရဲ့ခေါ်ဆောင်သွားကြခြင်းဖြစ်သည် အလောင်းတော်ကိုယူဆောင်သွားပြီး၄ရက်ကြာမှဆရာတော်ရုပ်လောင်းကိုမိသချိုပြီးကြောင်းအရိုးပြော်မှာအကိုကော့ကရာကျေးရွာတွင်ထားခဲ့ကြောင်းအကြောင်းကြားသဖြင့်တွားကြည့်ရာအเจ้าမယူဆောင်သွားသည့်ခေါင်းတလားနှင့်ပြပွန်ကိုတွေ့ကြရသည်ဆရာတော်ဤအရိုးပြဟုတ်မဟုတ်မသိရတော့လေရသည်မြကိုသာတကားတကားမှများကပြန်သိမ်းလာခဲ့ကြရသည်မိတို့ဆိုစီဆရာတော်ရုပ်လောင်းပြုတ်ဆောင်ခြင်းသည်ဗေဒင်ရရာကိုအလွန်အမင်းယုံကြည်တတ်သည့်စစ်ကောင်းဆောင်များနှင့်ပတ်သက်နေလိမ့်မည်ဟုယူဆကြသည်အချို့ကလည်းယဟန္တာပုဂ္ဂိုလ်များဤရုပ်ကျွင်းများဖြင့်နေပြည်တော်ရှိဥပါရတန်ဒီစေတီတော် ကိုတိဆောက်ကရေရရာချင်းနေချင်းဖြစ်ကြောင်းဆွဆွဲကြသည်မိသူဆိုစီမေတ္တာတရားဖြင့်နေထိုင်လေးရှိသောဆရာတော်ကြီးသည်မေတ္တာပေးတဲ့သူကိုပေးခဲ့ပြီးမေတ္တာမပေးသေးသည်ဟုယူဆသူများကိုမေတ္တာမပေးခဲ့ုံများမကတိုင်းပြည်ဤမင်းဆိုးမင်းညင်များအဖြစ်ပြည်သူမချစ်သောအုပ်စိုးသူအပေါ်မျက်နှာသာမပေးခဲ့ဆိုခြင်းမှာဆရာတော်ကြီးဤထူးခြားသောပြည်သူအပေါ်ထားသည့်မေတ္တာဟုသာဆိုရမည်ဖြစ်ပါသည်လို့ရေးသားထားပါတယ်ရှင်။ ။ဘူရင်ရေးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါရရှင်။နားဆင်မိကြတဲ့ပြည်သူကြီးအားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါရရှင်။